အန်ဖီးတဲ့ထင်းတလောက်လည်းမခက်ပါဘူးအားလုံးပဲမင်္ဂလာပါခင်ဗျာမန်ချက်စတာဖူတဘောဇွန်ကနေတင်ဆက်နေပါတယ်မန်ချက်စတာယူနိုက်တက်ကဒီတစ်ပတ်ပရီးမီးယားလိမှာမာဆီဆိုက်ကနာမည်ကျော်အန်ဖီးကွင်းကြီးကိုတွားရောက်ပြီးတော့လီဗာပူးအသင်းနဲ့ရှင်မြန်ကစားခဲ့ပါတယ်နောက်တစ်ကဒီပွဲကိုအန်ဒါဒေါ့အသင်းအနေနဲ့တွားရောက်ရှင်မြန်ကစားခဲ့ရတာပါဒါမဲ့လည်းယူနိုက်တက်ကဘယ်သူမှထင်မထားတာကိုလုပ်ပြရင်းနဲ့ဂျိုးရာတို့2-1နဲ့အနိုင်ယူပြနိုင်ခဲ့ပါတယ်လီဗာပူးဟာမကန်ငင်ကလေးကစိတ်ထိခိုက်နေတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့အော်တိုဘားနိုင်ငံကပိတ်ရမတိုင်ခင်၃ပွဲဆက်တိုက်ရှုံးနေထားပါတယ် ဒါကြောင့်လေဒီပွဲမှာဖီးယားရီအောက်ကိုရောက်ရှိနေပြီးတော့ဂျိုးဂျာသားတို့ကတည်နေတို့ကိုရင်မဆိုင်နိုင်ဖြစ်ခဲ့ရပါတယ်။ဒီတိုက်ကအန်ဖီးကိုဘောလုံးကစားဖို့ရောက်လာကြတာပါ။အေမော်ရင်ကလီဗာပူးနဲ့ဒန်တူရှင်ကစားမယ်လို့ပြောခဲ့တယ်လို့တကယ်လဲပွဲစားစားခြင်းလီဗာပူးတို့ဘာမှမပြင်းစင်နိုင်ခင်မှာရင်တိုက်စီဆင်ပြစ်လိုက်ပါတယ်။ဒီတိုက်ကပွဲစားစားခြင်း၅မိနစ်မှာရင်အာမတ်ရဲ့ဖန်တီပေးမှုကနေအန်ဘူမော်ကတင်းယူသွားခဲ့ပြီးတော့ခုဆောင်ကိုရရှိသွားခဲ့ပါတယ်။ လေဘောက်တို့ဘက်ကခြေပါကိုရရှိဖို့ကြိုးစားနေခဲ့ပြီးတော့ကိုရီကပ်ဘိုကနှစ်ကြိမ်တိုင်ထိခဲ့ပါသေးတယ်။ပြီးတော့မှ88မိနစ်မှာတကယ်ခြေပါကိုရရှိသွားခဲ့ပြီးတော့ဂျိုးဂျာတွေမျောလင့်ချက်ကြီးလိုက်ကြပါသေးတယ်။ဒါပေမဲ့အနိုင်ယူဖို့လာကြတဲ့ United ကဂျိုးဂျာတို့ကိုအမှတ်ခွဲပေးလို့ခြင်းမရှိခဲ့ပါဘူး။ Manchester United ရဲ့ဒီချိန်ကလည်း Harry Maguire ကတောက်ပါခဲ့ပြန်ပါတယ်။ Maguire ကသူပါဝင်တဲ့ကစားပွဲတွေမှာအသင်းအတွက်သွင်းကိုရရယူပေးနေတဲ့ဒီကတော့ဖိုးတန်ဇုံနိုင်ကိုသိပြီးသွားနိုင်ခဲ့ပါတယ်။ Maguire က84မိနစ်မှာ Bruno Fernandes ရဲ့ပေးပို့မှုကိုကောင်းတိုက်ဆုံးတက်ရင်းနဲ့ ညတဲ့အတွက်အနိုင်ကိုသိယူပေးသွားကြတာပါ။ဒါလူကြီးကတော့အချိန်မို့10မိနစ်ထိတတ်မှတ်ပေးလိုက်တာကြောင့် United တို့အပြေအဝပြောင်းနိုင်မှုရင်တစ်ထိတ်ထိတ်မိနစ်တွေကိုဖြတ်တန်းလိုက်ရပါသေးတယ်။ဒါပေမဲ့အမားမလုပ်တော့တဲ့ United ကနိုင်ရလက်ကိုဇုံတက်ထားနိုင်ခဲ့ပြီးတော့ Anfield မှာ1-2နဲ့နိုင်ရရှိလာခဲ့ပါတယ်။ဒါဟာ United အတွက်2016နောက်ပိုင်း Anfield မှာပထမဆုံးအကြိမ်ပြန်လည်နိုင်ရရှိခြင်းလည်းဖြစ်ပါတယ်။တက်တကခါးသီးပြိုင်ပွဲ Liverpool ကို၄ပွဲစတိုက်ရှုံးရတာပေးမိလိုက်ရင်လည်းအနိုင်၃မှတ်နဲ့တူအောင်ပွဲခံပြန်လာနိုင်ခဲ့ပါတယ်။ညတဲ့အတွက်အကောင်းဆုံးကစားမကတော့အနိုင်ကိုရှင်ဟယ်ရီမကွိုင်းရပါပဲ။ မကွာရကနလန်မထူနိုင်လောက်ဆီယာဝေဖန်မှုတွေအောက်ကိုရောက်ရှိခဲ့တာတောင်မှပြန်လည်နှုတ်ထလာနိုင်ခဲ့ပြီးတော့အတင်းရဲ့အရေးပါတဲ့ကောင်းဆောင်တယောက်ဖြစ်ဆန်နမူနာထားစရာကစားမကောင်းတယောက်ဖြစ်နေခဲ့ပါတယ်။အီဆက်ကိုအိတ်ကတ်တဲ့ထဲတိုင်းနဲ့ပျောက်ကြီးဖြစ်နေစေခဲ့တဲ့မကွာရကဒီကိုရိုင်းလေးရဲ့တကူတင်ယူလိုက်သေးပြီးတော့အန်ဖီညာကိုပြပြစုံစေခဲ့ပါတယ်။ဒုတိယချီချူရမှာကတော့အမော်ရင်ရဲ့ဂိမ်းပလန်ဖြစ်ပါတယ်။အမော်ရင်ကအာမတ်ကိုညာဝင်းဘက်အဖြစ်ထားပြီးတော့ဖာနန်ဒက်စ်ကိုတော့အခွင့်သာတိုင်းကွင်းလေကိုတက်ခိုင်းခဲ့တာပါ။ဒီမှာပိုင်းမှာတော့စီဝါမကိုက်သေးတဲ့လီဗာပူးကြောင့်ဒီနီလန်ကအလုပ်ဖြစ်ခဲ့ပါတယ်။ ဂျပန် United တို့ကိုဂိုးပေးလိုက်ရမလို့အခြေအနေလည်းကြုံခဲ့ရသေးပြီးတော့ကပိုတိုင်းထိနေခဲ့လို့ကံကောင်းသွားခဲ့တာပါ။အမရင်ကအာမန်နဲ့အမ်ပူမိုရိုကိုအသုံးပြုလို့လီဗာဝီရဲ့အားနည်းတဲ့ဘဲဇွန်နောက်ခံလူမီလော့စ်ကာကက်ကိုဥတီထိုးပေါက်လိုက်တာဖြစ်ပြီးတော့ဒါကလည်းစတိုင်လုံးဖြစ်နေခဲ့ပါသေးတယ်။မဖြစ်မနေချီချူးရမှာကတော့မာတီးယပ်စ်ကွန်ညာဖြစ်ပြီးကွန်ညာက United အတွက်အရာရာဖြစ်ခဲ့ပါသေးတယ်။ထောက်တိုင်းစင်မှုဖြစ်စားတဲ့ကိရိတ်ကွန်ညာကအနောက်ထိဘောလုံးဆင်းယူပြီးတော့ တိုက်စင်တဲ့ချိန်ဆက်ကစားခဲ့သလိုဘင်မင်ရှက်ကိုဝင်လာတော့လေနံပါတ်10တရားဥဖြစ်ပြောင်းလဲအတုံးတော်ခံခဲ့ပါရီနောက်ဆုံးချီချူးတင်တာကတော့ကိုသမားတေလီဆန်ဒီလမ်မန်ဖြစ်ပါရီလမ်မန်ရဲ့လက်စွမ်းကယူနိုက်တက်ရဲ့နံပါတ်1ချွင်းချက်မရှိဖြစ်တဲ့လက်စွမ်းမျိုးဖြစ်ပြီးတော့နှစ်ပွဲကစားနှစ်ပွဲလုံးအကောင်းဆုံးဆွမ်းဆောင်ယူကိုပြသပေးနိုင်ခဲ့ပါရီညတဲ့အတွက်ဒီနိုင်ပွဲရရှိလိုက်တာကယုံကြည်ချက်တွေမိုးလောက်မြင်သွားတော့မှာပါညတဲ့ကအဆင့်9နေရာအထိပြန်လဲရောက်ရှိလာခဲ့ပြီးတော့ဇီယာထိတ်ကအာဆင်နယ်နဲ့လည်းချောင်းမဲ့ပဲကွာတော့တဲ့အနေအထားကိုရောက်ရှိလာခဲ့ပါရီ တပည့်တပွဲပဲကစားတဲ့ United အတွက်ပြင်ဆင်ရင်လုံလောက်ရရှိနေတာမို့အခုအားစားလို့ရလက်ကောင်းနေစတဲ့ရယူပြနိုင်မှာလားဆိုတာဆက်လက်ပြီးစောင့်ကြည့်သွားမှာဖြစ်ပါရခင်ဗျာကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်